ဒေသခံပြည်သူတွေရဲ့လူလာချက်အရကလေဒီစစ်ကောင်စီစခန်းကိုတိုက်ပိုက်ခဲ့တာဖြစ်တယ်လို့ကရင်အမျိုးသားစည်းရုံး KNU ကပြောပါရယ်ကလေဒီစခန်းကို1989ခုနှစ်စက်တင်ဘာလ22ရက်နေ့ကထိုင်းမြန်မာနယ်စပ်ဒေသထိတ်ချုပ်ရေးအတွက်တည်ဆောက်ခဲ့တဲ့စခန်းတစ်ခုဖြစ်ပြီးစတင်တည်ဆောက်ချိန်ကစလို့ဒေသခံပြည်သူတွေလွတ်လပ်စွာသွားလာနေထိုင်လောက်ကိုက်စားသောက်ခွင့်တွေကက်တက်ခံခဲ့ရတယ်လို့ဆိုပါတယ် လေဒီစခန်းဟာ KNU တပ်မဟာခွန်ရဲ့ဌာနချုပ်နေရာနဲ့အနီးဆုံးနေရာမှာရှိပြီးဒီစခန်းကိုသိမ်းပိုက်လိုက်နိုင်တာကြောင့် KNU ဌာနချုပ်အပါဝင် အနီနာကျေးရွာက ပြည်သူတွေအနေနဲ့လက်နက်ကြီးနဲ့ဒရုန်းပစ်ခတ်မှုတို့အတွက်စိုးရိမ်စရာမရှိတော့ဘူးလို့ဆိုပါတယ်ဒီစခတ်တိုက်တိုက်ပွဲကို KNL တပ်မဟာခွန်လက်အောက်ခံတပ်ရင်းတွေနဲ့ပူပေါင်းတပ်ဖွဲ့တွေက2025ခုနှစ်မတ်လ22ရက်နေ့ကစပြီး drone တွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ် စစ်ကောက်စီဘက်ကလည်းဂျက်လီရင် white trail လီရင်တွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့အဆက်မပြတ်ထိုးစစ်ဆင်မှုတွေကြောင့်မတ်လ25ရက်နေ့မှာစစ်ကောက်စီတပ်သားတွေကစခန်းကိုစွန့်ခွာပြီးထိုင်ဖက်ချက်ကို ထွက်ပြေးခဲ့ကြတယ်လို့ဆိုပါတယ်။စခန်းသိမ်းတိုက်ပွဲထဲစစ်ကောက်စီတပ်သား၂ယောက်တင်ဆုပ်ပြီးလက်နက်ခဲရဲ့အမြောက်အများကိုလည်းတင်ဆက်ရမိခဲ့ပါတယ်။ဒေသခံပြည်သူတွေရဲ့လူလာချက်အရခလေဒီစခန်းကိုတိုက်ပိုက်ခဲ့တာဖြစ်ပြီးလက်ရှိမှာနေမြင်ရှင်းလင်းရေးလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်